တိုက်ပွဲမင်းမြင် draft ကတော့ဘာချာကင်ဘုံအိုင်းလက်ဂျန်စ်ဘန်ဘန်ကိုရောက်ရှိလာတော့မယ်စိတ်လုံရှားစရာ event အသစ်ပဲဖြစ်ပါလိမ့်ဒီ event မှာတော့တင်းအနေနဲ့ဘဲပေးလို့ရတဲ့ season တစ်လျှောက်လုံးတိုက်ပွဲမင်းမြင်ကိုယာယီပိုကောင်းလုံပေးမယ်ယာရီကိုမိတ်ဆက်ပေးသွားမှာဖြစ်ပြီးဒီပိုကောင်းကိုလုံပေးနိုင်မယ်ယာရီကသတ်မှတ်ထားတဲ့တိုက်ပွဲမင်းမြင် magnet ကိုထပ်ထည့်သွင်းဖို့ပြောင်းလဲပေးသွားမှာဖြစ်ပါလိမ့်ဥပမာအဖြစ် Super Enderies နဲ့ဆိုရင် Lock Lane ကို Post လုပ်တဲ့အချိန်မှာ Super Minion 3ကောင်ဆင့်ခေါ်သွားမှာဖြစ်ပြီးတင်းအသေးအနေနဲ့ရန်သူရဲ့ Target တွေနဲ့စကန်ကိုဖြတ်စီရပုံရွယ်သွားစီမှာပဲဖြစ်ပါလိမ့် နောက်တစ်ခုဖြစ်တဲ့ River Search ကတော့ရေစီတောင်ထွေရှားမှုဘာဖြစ်ကြခြင်းကိုများစွာတိုးပေးမှာဖြစ်ပြီး Lord Polar ဂျင်းနဲ့သူအသက်ခံလိုက်ချိန်မှာရေစီတောင်တစ်ခုကိုဖန်တီးပေးပြီးတော့မြစ်တစ်ဆောက်ရေရှားမှုကိုဂိမ်းလေပိုင်းကနေဂိမ်းနောက်ပိုင်းထိတိုးစီမှာပဲဖြစ်ပါတယ်ဖီလင်တာရက်ကတော့တာရက်ဒီအနေနဲ့အနီးနားမှာရှိတဲ့မဟာမိတ်ဟီးရိုးတွေကို HP ပြန်လည်ဖြည့်တင်းစေမှာဖြစ်ပြီးဂိမ်းစပိုင်းအချိန်တက်တာနှေးခြင်းကိုရှော့ချပေးပြီးတော့ပို aggressive ဖြစ်တဲ့ဇာကွက်တွေဇာနိုင်မှုအားပေးနိုင်မှာပဲဖြစ်ပါလိမ့်။ဒါရီယာပေါ်ရံမဲရှိပါသေးတယ်။ အနာဂတ်မှာဒါမဲ့တိုက်ပွဲမြေပြင်ကိုယာယီပိုကောင်းလုပ်ပေးမယ်ယာရီအများကြီးရှိသေးတာမလို့ဆက်လက်စောင့်မျှော်ပေးကြပါဦး ပထမဆုံးအနေနဲ့ task တွေကိုပြီးစီအောင်လုပ်ခြင်းအဖြစ် mail တွေရရှိအောင်လုပ်ပြီးအဲနောက်မှာတော့ mail ပေးဖို့အတွက် mail page interface ကိုသွားပါနောက်ပြီးသင်စုလက်ဆောင်တွေကိုရယူဖို့မမေ့ပါနဲ့ mail ပေးခြင်းစင်စင်ချင်းရဲ့အဆုံးမှာ mail များသုံးရရှိတဲ့တိုက်ပွဲမြေပြင်ပိုကောင်းကိုလုပ်ပြီးမဲ့အရာကိုတော့အသုံးပြုသွားမှာပဲဖြစ်ပါလိမ့်အတက်ဝင်သွားပြီဆိုတာနဲ့ပိုကောင်းကိုလုံပေးမဲ့အရာကို rank lobby နဲ့ traffic လုံးတဲ့အချိန်မှာပြသသွားမှာပဲဖြစ်ပါလိမ့် DI တိုက်ပွဲမြေပြင်ကိုပိုကောင်းကိုလုံပေးမဲ့အရာတွေ MVP ကိုတစ်လွေနဲ့ပုံစံပြောင်းနေတဲ့သူပေးဆွနိုင်ပြီး season တစ်ဆောင်လုံးစားမရတဲ့အတွက်အဖေးချုံတစ်လွေပေးဆွနိုင်မယ်လို့ကျွန်တော်တို့အနေနဲ့မျှော်လင့်ပါတယ် တိုက်ပွဲပြေးပြေး draft အသစ်ကိုပျော်ရွှင်ခန်းစားလိုက်ကြပါ